တထုံမြို့နန်းခဲရက်ကွက်နေအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုလက်နက်ကင်အဖွဲတစ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားစဉ်တနက်လူရဲလို့ဆိုကပြစ်တမှုဖြစ်ပွားခဲ့ကြောင်းပြည်သူဘတ်တော်သားဆိုတဲ့လက်နက်ကင်အဖွဲရဲ့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားတဲ့အရာသိရပါဗျာ။ လ19ရက်မနက်7:00နာရီဝန်းကျင်ကတထုံမြို့နန်းခဲရက်ွက်တက်တော်ယုံနဲ့လေချောင်းရံကာကွယ်ရေးတပ်နဲ့ကက်လျက်မှာရှိတဲ့ဘိုးဘွားရိတ်သားလမ်းမှာနေထိုင်နေရိုင်မူးဖြစ်သူဦးကျော်သူဟင်းရဲ့နေရင်ကိုပြည်သူဘတ်တော်သားဆိုတဲ့လက်နက်ကိုင်အဖွဲ့ကဝင်ရောက်စီးနှင်းရှာဖွေမှုလှုပ်ဆောင်ခဲ့စဉ်ဦးကျော်သူဟင်းကိုမတွေ့ရတဲ့အတွက်၎င်းရဲ့ဖခင်ဖြစ်သူအသက်80ဝန်းကျင်ရှိတဲ့ဦးကြည်စောနဲ့ဦးကျော်သူဟင်းရဲ့ဇနီးဖြစ်သူအသက်40ဝန်းကျင်ထွန်းနွန်းနွန်းဝင်းတို့နှုတ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းအစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ အဲ့လိုဦးကျော်သူဟင်းရဲ့ဖခင်နဲ့ဇနီးတို့ကကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားရာလမ်းခုလက်မှာဦးကြည်စောကပြန်လည်ခုခံပြီးတနက်လူစဉ်ဒေါ်နွန်ွယ်ဝင်းကလည်းကားပေါ်ကနေဆင်းပြေးတဲ့အတွက်အဲ့နေရာမှာပဲ၎င်းတို့နှုတ်ကိုတနက်နဲ့ပြက်ခတ်ရှင်းလင်းခဲ့တယ်လို့ပြည်သူ့ဘတ်တော်သားအဖွဲ့ကဆိုပါတယ်ထို့ပေမဲ့လည်းတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခြင်းခံခဲ့ရသူဦးကြည်လွင်နဲ့ဒေါ်နွန်ွယ်ဝင်းတို့ရဲ့အလောင်းတွေကိုပြန်လည်တွင်းရှိခြင်းမရှိသေးကြောင်းအစိုးရမိသားစုနဲ့နေဆက်သူတွေထံကသိရပါဗျ ။အိုးကြည်စော်ရောမန်းတွင်တွင်ဝင်းကိုပါလက်နက်ကိုင်အဖွဲတစ်ဖွဲ့ကဖမ်းဆီးသွားတာလို့သိရတယ်။အိုးကြည်စော်တို့ကိုတနက်နဲ့ပြတ်တက်လိုက်ပြီးဆိုတာလဲအဲ့ဒီအဖွဲကထုတ်ပြန်ချက်တွေးလို့သိရတယ်။ထို့ပေမဲ့အလောင်းတွေပြန်မရသေးဘူးလို့သိရတယ်လို့၎င်းမိသားစုနဲ့နှိစက်သူတို့ကဆိုပါတယ်။ဥကြည်စောဟာစစ်မှုတန်းဟောင်းတဦးဖြစ်ကြောင်းနဲ့ဒေါ်နွန်နွန်ဝင်းဟာရွှေရည်ပြည်စည်းတွေအပေါင်းခန်းစားသူတဦးဖြစ်တယ်လို့သိရကြောင်းအဆိုပါရက်ကွက်မှာနေထိုင်တဲ့ပြည်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။